တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေးတဲ့ hostel အလုရှောက်ထားပါကသုံးဖို့အလုရှာနေပါကအလုရမီအိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်ဝယ်ဖြစ်ပြီးဘာသာရေးကိစ္စဆောင်ရွက်ခြင်းသို့မဟုတ်ဘာသာရေးနဲ့ဆိုင်သောဒိဋ္ဌံများပြုလို့ရလိမ့်မည်နိုင်ငံခြားခရီးတွက်ကူညီမဲ့သူပေါ်မီဝင်ငွေကောင်းပြီးမိသားစုနှင့်ပတ်သက်သောတရင်ကောင်းကြားရမည်ဆက်ပစ္စည်းဝင်ပြီးဈေးမာရေးကတော့အသေးရောင်းပြီးပညာရေးနဲ့ပတ်သက်ပြီးတိုးတက်မှုရှိပါသည်အချစ်ရေးနဲ့အိမ်အောင်ရေးမှာတာယာပါသည်ကံကောင်းသောကနေ့များမှာလေး င်းငါကိုကနံပြားဖြစ်ပါသည်။ဒေရယာနေနေတနင်္ဂနွေနေ့မှာတကိုကြီးဖရာတနင်္ဂနွေတောင်းမှာပုံစလေးညွတ်ကလူပူဇော်ပါ။တနင်္ဂနွေသာသီမြရတဲ့ဒီတစ်ပတ်မှာစိတ်အကျဉ်းမှာခြင်းကိုကြီးကျဉ်းမှာခြင်းများနဲ့ပြေဆုံးပါစေ။ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ။ တနင်္လာသားသမီးများအတွက်တပတ်စာပေတင် hostel ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရာပြောင်းပေါ်မီမြေရောင်းဝယ်အတွက်စာချုပ်ချုပ်ရလိမ့်မည်မော်တော်ကားအယောင်းဝယ်ဖြစ်မီပဲပြောင်းနှံကောက်ပဲတည်နဲ့အယောင်းဝယ်ဈေးကောင်းရမီတယ်လီဖုန်းပြက်မီသို့မဟုတ်ပြောင်းမီဝင်ငွေကောင်းမီအမှုကိစ္စအတွက်ရင်ရလိမ့်မည်ကုသိုလ်ကောင်းမှုတစ်ခုခုပြုလုပ်ရလိမ့်မည်ကျဲမာရေးကတော့နာယောဂါဖြစ်မီပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုများရရှိမီအချစ်ရေးမှာကံမကောင်းမှာ ချစ်သူနဲ့စကားများမိအိမ်တော်ရေးမှာလည်းအခြေအနေမကောင်းပါကံကောင်းသောကနေများမှာ356ကနေများဖြစ်ပါသည်ဒေရီယာနေနေ့တနင်္လာနေ့မှာတကိုးကြီးဖရားတနင်္လာတောက်ပါတကွန်ဖြူနှစ်လက်ကလူဘူးစောပါတနင်္လာသားသမီးများတွေဒီတစ်ပတ်မှာစိတ်ရချမ်းမာခြင်းကိုယ်ရချမ်းမာခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ အင်္ဂါသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်အလုတ်တိရမီသို့မဟုတ်အလုတ်တိအတွက်တရင်ကောင်းကြရမီနိုင်ငံသားခရီးစဉ်အတွက်ကုညီမဲ့သူပေါ်မီအရာဘူးခရီးထွက်ဖို့အတွက်အစီအစဉ်ပေါ်မီအဝိထဲအစ်စ်ဝင်မီညှော်လင့်ထားသောငွေများဝင်လာမီဆိုင်ကယ်အစ်စ်တစည်းဝင်မီဈေးရုံသို့လူနာမေးသွားရမီမိခဲ့သောကောင်းဤမိခင်ဖခင်တူဦးကျဲမာရေးညံမီကျဲမာရေးကတော့အသေးရောက်မီပညာရေးနဲ့ပတ်သက်ပြီးအထူးစူးစမ်းရမယ့်အချိန်ဖြစ်နေသည် အချစ်ရည်မှာတာယာနေပါသည်ချစ်သူထံမှာလက်ဆောင်ရပြီအိမ်တော်ရည်မှာလည်းတာယာနေပါသည်ကံကောင်းသောကနေ့များမှာတစ်ခွန်ကိုကနေ့များဖြစ်ပါသည်ဒေဒီယာနေနှင့်အင်္ဂါနေ့မှာမိမိနေအိမ်ဖျားချောင်းဆောင်မှာစီထမင်းသုံးပွဲကလူပူဇော်ပါအင်္ဂါသာသီများတွင်ဒီတစ်ပတ်မှာစိတ်ကြံမှခြင်း ကိုကြီးကြံမှခြင်းများနဲ့ပြည့်စုံပါသည်ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ ဗုဒ္ဓဘုသာသမီးရတဲ့တပတ်စာပေရင်ဟော့စတန်နိုင်ငံသားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာပြည်သက်တာအနေငယ်ဖြည့်ရှင်ရမည်ရေလုပ်ငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းမှာအခက်အခဲပေါ်မည်အမွေကိစ္စအတွက်တရင်ကောင်းကြာရမည်တကူခိုးခံရမည်သူမဟုတ်လူလိန်ခံရမည်ရဝေးမှငွေရောက်မည်ဇဲမာရေးနေနေချောင်းဆိုးမည်ပညာရေးနဲ့ပတ်သက်ပြီးကြိုးစားမှုအားနည်းနေပါသည်အချစ်ရေးမှအနောက်ရှက်ပေါ်မည်အိမ်တော်ရေး ်မှာလည်းအိမ်အောင်ဘက်ဤကျမ်းမာရေးကြောင့်ဆင်ញင်ရနေပြီ။ကံကောင်းသောကနေများမှာ96ကနေများဖြစ်ပါသည်။ဂျေရီယာနေနဲ့ဗုဒ္ဓဘူးနေမှာမိမိနေအိမ်ဖရာကြောင်ဆောင်မှာယူလေးမျိုးကတ်လို့ပူဆောပါ။ဗုဒ္ဓဘူးသားသမီးများနဲ့ဒီတစ်ပတ်မှာစိတ်ဤကျမ်းမာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရင်းဆန္ဒများလည်းပြည့်ဝကြပါစေ။ ဇာတာဘေးတာသီပြအတွက်တပတ်စာဘေးဒင်ဟော့စတန်မိမိလုပ်ငန်းအတွက်အရေးကြီးစိုက်ထုတ်မဲ့သူပုံမီသို့မဟုတ်ရှယ်ယာဝင်မဲ့သူပုံမီတူလောင်ထားသောကုန်ပစ္စည်းများစည်းကောင်းရမည်နိုင်ငံသားခရီးအတွက်ကူညီမဲ့သူပုံမီမော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်မည်ကျွေးကိစ္စအတွက်ရင်အေးရလိမ့်မည်အမွေကိစ္စအတွက်ညှိနှိုင်းရမှာအောင်မြင်မှုရရှိမည်ကျန်းမာရေးအနေနဲ့အယိုးကြီးပေါင်းယောဂါဖြစ်မည်ပညာရေးမှာအခက်ခဲအနှဲငယ်ပုံမီအချစ်ရေးမှာချစ်သူနှင့်အ ေဝင်းနေလိမ့်မည်။အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့အနေစိမ့်နေလိမ့်မည်။ကဲကောင်းသောကနေများမှာ2 5 6ကနေများဖြစ်ပါရှေရီယာနေနဲ့ဇတာရီနေမှာမိမိနေအိမ်ဖရာကြောင်ဆောင်မှာကောင်းချင်းမောင်းကတ်လူပူဇော်မှာဇတာရီသာသီမိမြတွေဒီတစ်ပတ်မှာစိတ်ဤချမ်းမာခြင်းကိုဤချမ်းမာခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ တောက်ချာသာသမီများတွေတပတ်စာပေတွင် hostel အိန္ဒိယအရွှေ့ပြောင်းပေါ်မီသို့မဟုတ်အိမ်သစ်တရမီဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်တွင်မှာမနာလိုသူပေါ်မီအတိုက်ခိုက်ပေါ်မီနိုင်ငံခြားခရီးအတွက်သတင်းကောင်းကြားရမီမြေရောင်းဝယ်ဖြစ်မီ ကုသိုလ်ကောင်းမှုတစ်ခုပြုလုပ်ရလိမ့်မည်လေယာဉ်လုပ်ငန်းသုံးဆက်ပစ္စည်းဝင်မီတခိုးခိုးခံရမီသို့မဟုတ်ကပိုင်းနိုင်ခံရမီကျမ်းမာရေးနေနေချက်တော့နာမီပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုများရရှိမီအချစ်ရေးမှာ ချစ်သူဟောင်းဒုက္ခပေးမိအိမ်တော်ရင်မှာလည်းအိမ်တော်ဘက်ဤဆွေမျိုးများကြောင့်စိတ်ညစ်ရလိမ့်မည်ကံကောင်းသောကနေ့များမှာတစ်လေးကိုကနေ့များဖြစ်ပါသည်ရေဒီယာနေနေ့တောက်ချာနေ့မှာတကိုကြီးဖျား တောက်ချာတောက်မှာတပြေစကူညွတ်ကလူပူဇော်ပါတောက်ချာသာသိမရတဲ့ဒီတစ်ပတ်မှာစိတ်ဤကျဲမခြင်းကိုဤကျဲမခြင်းများနဲ့ပြေဆိုပါသည်ကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ စနေသားသမီးများအတွက်တပတ်စာပေတဲ့ hostel စိုက်သိဖွင့်ခြင်းလုပ်ငန်းသစ်ပြုလုပ်ခြင်းများပြုလုပ်ရလိမ့်မယ်။ဝန်ထမ်းဖြစ်ပါကလစာတူရာတူတူသတင်းကောင်းကြားရမည်။အိမ်အိမ်ခန်းတိုင်ခန်းကိုတို့ကအယောင်ဝယ်ပြုလုပ်ရလိမ့်မယ်။အမှုရှိပါက အမှုနိုင်မည်။နေအိမ်ဤအနောက်ဘက်မှာမီးလောင်မီးလန်းဖြစ်ပြီးသို့ဖြစ်ပါကဖနက်ဟောင်းတရံကိုစွန်ပစ်ပါ။ဆွေမျိုးတကူဤကျမ်းမာရေးကိုကူညီရလိမ့်မည်။ကျမ်းမာရေးကတော့အိမ်မပျော်သောယောဂါဖြစ်ပြီးပညာရေးမှာအောင်မြင်မှုများရရှိနေပါသည်။ အချစ်ရေးမှာတာယာနေပါသည်အိမ်တော်ရေးမှာလည်းအစဉ်ပြေနေပါသည်ကံကောင်းသောကနေ့များမှာ၄ခွန်၈ကနေ့များဖြစ်ပါသည်ရေဒီယာနေနေ့စနေနေ့မှာတကိုကြီးဖျားစနေတောင်းမှာထီးဖြူငါလက်ကက်လူပူစောပါစနေသားသည့်များတွေဒီတစ်ပတ်မှာစိတ်ကြမ်းမာခြင်းကိုယ်ကြမ်းမာခြင်းများနဲ့ပြေဆုံးပါစေကောင်းသောလူရင်ဆန္ဒများလည်းပြေဝကြပါစေ